ပြီးလို့ရှိရင်တော့နနက်ပွင့်တပွင့်သုံးပါမယ်ဒီနနက်ပွင့်ကမထည့်လဲရပါတယ်ဒါပေမဲ့အနက်လေးမွေးပြီးတော့စားလို့ပိုကောင်းချင်ရင်တော့သူ့ထည့်တာပိုကောင်းပါတယ်ချင်းလေးတပြားထည့်ပါမယ်အနစ်အနေနဲ့ချစ်သုံးအဖြူနီးထည့်ပါမယ်အရင်ဆုံးဝက်နယ်ရိုးကိုပန်းကမြရဲ့အကြီးကြီးထင်းမဆဆုတ်သုံးထည့်ပြီးတော့အရသာနေထားပါမယ်15မိနစ်လောက်နှက်ထားပါမယ် ခင်းနေအတွက်ခြေတုံအဖြူနီတွေကိုလည်းလေးထားပါမယ်။ခြေတုံအဖြူကိုအခုမခွာဘဲနဲ့ဒီတိုင်းထည့်ချက်မှဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့အပေါ်နဲ့အောက်ကဟာလေးတွေကိုပဲဖြတ်ပြီးတော့ပြင်ဆင်ထားပါမယ်။ဝတ်သားဟင်းချက်တဲ့အခါကျွတ်တုံအဖြူခွန်လေးတွေနဲ့ထဲချက်လို့ရှိရင်ပိုပြီးတော့မှွေးလာအတွက်ကြောင့်ပါကျွတ်တုံအဖြူလေးတွေကိုလည်း၄စိတ်သို့မဟုတ်၆စိတ်မိမိအစီအမည်သလိုစိတ်ထားပါမယ်ဒါမှဟင်းချက်တဲ့အခါကျလို့ရှိရင်အလွယ်တကူမပြောသွားအောင်ပါ ဒါဆိုရင်တော့ဟင်းချက်ဖို့အတွက်အားလုံးစင်သစ်ဖြစ်နေပါပြီ။မိပြင်းပြင်းနဲ့ချက်ပါမယ်။စီသုံးချက်သာခန့်သုံးပါမယ်။စီပူလာလို့ရှိရင်တကြားထည့်ပြီးတော့တကြားညိုလာတဲ့အထိကြော်ပေးပါမယ်။ကြားထဲမှာအဆက်မပြတ်မှွေးပေးပါမယ်။တကြားလေးတွေအခုလိုမျိုးညိုလာပြီးဆိုလို့ရှိရင်တော့ဝက်နဲ့ရိုးထည့်ပြီးတော့ဝက်နဲ့ရိုးအရောင်လေးတွေပြောင်းလာပြီးတော့မွေးလာတဲ့အထိ5မိနစ်10မိနစ်လောက်စိတ်ရှိရှိနဲ့မီးအေးအေးနဲ့ကြာလုံးပြီးတော့ချက်ပေးပါမယ်။ ပြီးရင်တော့ချင်းနနက်ပွင့်ချက်သွန်ဖြူချက်သားမုတ်ထည့်ပြီးတော့ချက်သွန်ဖြူနဲ့လေးတွေဂျင်းနဲ့လေးတွေမွေးလာတဲ့အထိ5မိနစ်လောက်လုံးပြီးတော့ချက်ပေးပါမယ်ပြီးရင်တော့ရေနွေးအမြုပ်ထည့်ပါမယ်ဒီနေရာမှာရိုးရိုးရေအစာရေတွေကိုသုံးပြတာကပို့ပြီးတော့ဝက်နဲ့ရိုးနူးမြဲနေပါတယ်။ဟင်းရတာကိုလည်းပို့ပြီးတော့ကောင်းစေပါတယ်။ဟင်းအိုးပွက်ပွက်ဆူအောင်တည်ထားပါမယ်။ ဟင်းအိုးပုတ်ပတ်ဆူလာလို့ရှိရင်အရသာပြေးကြည့်ပါမယ်လိုတဲ့ရသာတွေထည့်ပါမယ်ပြီးရင်တော့ဟင်းအိုးကိုမိမိလိုချင်တဲ့အနုရတဲ့အထိတည်ထားပေးပါမယ်ကြားထဲမှာလည်းရေခမ်းဝါလို့ရှိရင်ရေထက်ထက်ထက်ထည့်ပြီးတော့ဟင်းအိုးဆက်ချက်ပေးထားပါမယ်ရေထည့်တဲ့အခါလည်းအများကြီးမထည့်ရပါဘူးသူရဲ့ဝက်နဲ့ယိုလေးမျိုးလောက်တွေအထိပဲထည့်ပြီးတော့ဆက်ပြီးတော့ချက်ပေးသွားပါမယ် မိမိလိုချင်တဲ့ဝက်နဲ့ယူအနုအနေထားရောက်တဲ့ချိန်မှာနောက်ဆုံးတစ်ခေါက်အနည်းနဲ့ရေထည်ပြီးတော့ခလီထားတဲ့ချက်တော်အနည်းလေးတွေပါထည့်ပြီးတော့စီပြန်တဲ့အထိချက်ပေးပါမယ်စီလဲပြလာပြီးချစ်တော်အနီးဘက်ကလေးလည်းနူးပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဟင်းကိုချလို့ရပါပြီ။အရေးလေးနဲ့စားကျင်နေဆိုရင်တော့မိမိလိုချင်တဲ့ရေထပ်ထည့်ပြီးတော့မှဆူလို့ရှိရင်ဟင်းကိုချလို့ရပါတယ်။ ဒါဆိုရင်တော့အီအီလေးနဲ့မွေးပြီးတော့စားလို့ကောင်းတဲ့ဝက်နဲ့ရုပ်ချိုးချက်ဟင်းရပါပြီ။ဒီဟင်းကိုခင်မွညူရဲ့ဟင်းညိုလေးနဲ့စားလို့ရှိရင်တော့အရင်လိုက်ဖတ်ပါရယ်။ခင်မွညူရဲ့ဟင်းညိုအလွယ်ချက်ကြီးကိုလည်းအောက်ကဒီဆွေချင်မှလင့်ပေးထားပါရယ်။အဲ့ဒီမှာကြည့်နိုင်ပါရယ်။အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါရယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။အားလုံးပဲစားကောင်းကြပါစေ။